ကျွန်တော်တို့ကိုဘာသာမတူတဲ့ပုံကိုယ်လေးမိတဲ့မိကွန်းလေးကိုခံကြဘူးမဲ့တင်နေအဲ့ဒီမိကွန်းကဘာလဲဆိုတော့အရာအားလုံးကိုတတ်နိုင်မှန်းမူတဲ့ဖခင်ကဘာဖြစ်လို့သူများတတ်လို့လောကတိုင်ပေါ်မှာအတိခံရတာလဲဆိုတော့မိကွန်းဖြစ်ပါတယ်အတိပယ်ကတော့သူ့မှာတကိုးရှိတယ် သူကအရာအလုံးကိုတတ်နိုင်တယ်ဆိုရင် သူများဘာလို့အနိုင်ကျင့်ခံရတာလဲဆိုတော့မေကွန်လေးပါအဲ့ဒီမေကွန်ကို ကျွန်တော်တို့ခရိယန်ဘာသာဝင် နေအနေနဲ့အဖြေလေးတစ်ခုရှိတယ်ကျွန်တော်တို့ဘာပြောလို့ရှိလဲဆိုတော့သခင်ခရစ်တော်လဝါကတိုင်ပေါ်မှာအသက်အသေးခံရတာကျွန်တော်တို့ကိုချစ်လို့လို့ကျွန်တော်တို့ကပြန်ဖြေတယ်ဒီစကားလေးကို ပြောတဲ့အခါမှာကျွန်တော်တို့ တင် जा ချင်းခံရလို့ဖြစ်ဖြစ်သူများပြောတာကြားဘူးလို့ဖြစ်ဖြစ်ကျွန်တော်တို့ကပြန်ဖြေတတ်တယ်ဒါပေမဲ့လို့အသက်တွေရပြီဘဝအတွေ့အကြုံတွေနဲ့လေးနက်စွာနဲ့ထောက်ရှုစဉ်းစားကြည့်တဲ့အခါမှာကိုမသိဘဲနဲ့ပြောမိတဲ့စကားဟာလေးနက်တဲ့ဉာဏ်ပညာတစ်ခုဖြစ်နေတယ်ဆိုတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုးရိုးတာမှန်စဉ်းစားကြည့်ရင်အရာအလုံးကိုတိုက်နော်မှုတဲ့အရာကို အနိုင်ကျင့်ခံရတဲ့အခါမှာချစ်တယ်လို့ပြန်ဖြေတဲ့ဇကားဟာယုတ်တိဆန်တဲ့ဇကားတစ်ခုမဟုတ်ပါဘူးလူတွေးခေါ်နဲ့တင့်နဲ့တင့်နဲ့ပေါင်းရင်နှစ်ရတယ်လို့ယုံကြည်နေတဲ့အခါမှာ အာနာရှိရဲ့သားနဲ့အနိုင်ကျင့်ခံရတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးဒါပေမဲ့လို့ချစ်ချင်းမြတ်တာတော်၌ဘုရားသခင်ဟာလဝါကတိုင်ပေါ်မှာအသက်ဆွန့်ရှာတယ်ဆိုတာကိုတော့ဘဝအသက်တာကိုရှောက်လန်းရင် သိရှိလာတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။မေးဖို့ပါတယ်လူတယောက်ကို ခမားပေါ်မှာဒီလူတယောက်ကကောင်းတယ်မကောင်းဘူးဆိုတာကိုဘာပေတံနဲ့လွယ်လွယ်ကူကူတိုင်းမလဲလို့မေးတယ်မေးကုန်မှာဒီအတွေ့အကြုံရှိတဲ့လူတယောက်ကကျွန်တော်ကိုအဖြေလေးပေးပါတယ်။ကျွန်တော်အပေါ်မှာဒီလူဘာလုပ်ပေးလဲဆိုတဲ့ပေတံနဲ့တိုင်းပါတယ်။တကယ်တော့ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာ ချစ်ချင်းဆိုတာကိုခံစားချက်နဲ့တိုင်တယ်ဒါပေမဲ့လို့ချစ်ချင်းဆိုတာဟာလုံဆောင်ချက်ဖြစ်ပါတယ် love is not an emotion love is an act of will မိသားစုအတိုင်းအတိုင်းမှာကြည်ကြည်လူမှုဆက်ဆံရေးမှာကြည်ကြည်ကိုဖျက်တမ်းရတဲ့ခေါ်တော်မူခြင်းမှာကြည်ကြည်ခံစားချက်အနောက်ကိုကျွန်တော်တို့လိုက်မယ်ဆိုရင်ခံစားချက်ကမနဲ့ဝမ်းသာတယ်ညနေစိတ်ဆင်းရဲမယ်နောက်တနေ့အဆင်ပြေတယ်နောက်တနေ့အဆင်မပြေဘူး ကျွန်တော်တို့လိုက်လို့မရပါဘူးသို့တော်ညာလည်းပဲခံစားချက် ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလွတ်ဆောင်ချက်ကောင်းခဲ့ရင်ကျွန်တော်တို့ရဲ့ဘဝအတ္တတာမှာသုံးတဲ့စကလုံးလေးတစ်လုံးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ပျော်တာမဟုတ်ပါဘူးပီတိဖြစ်တာပါကျွန်တို့ဘဝအတ္တမှာပျော်စရာတွေအများကြီးရှိတယ်။သို့တော်ညာလည်းပဲဖြတ်တန်းလျှောက်လန်းရင်းနဲ့ကိုယ့်ဘဝကိုတိဆောက်ထားတဲ့ပီတိရှိဖို့လိုအပ်ပါတယ်။ဒီကနေ့ ကျွန်ုပ်တို့မေတ္တာပန်းဝင်တင်းငမိန်ကိုကျင်းပတဲ့အခါမှာကျွန်ုပ်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းအရအပိုင်းနှစ်ပိုင်းရှိပါတယ်ဒီနေ့ကတော့6နိုင်မီစားမှာမေတ္တာပန်းတွေကိုကောင်းချီးပေးခဲ့တဲ့အတွက်သခင်ခရစ်တော်ဟာဂျေရုဆလင်ဗိမာန်တော်ကိုဝင်လာတဲ့အပိုင်းကိုကျွန်ုပ်တို့ခြံလက်ထားခဲ့ပြီးသခင်ခရစ်တော်ရဲ့ဒုက္ခဆွေရကြင့်ခံရတဲ့အပိုင်းကိုပဲကျွန်ုပ်တို့ဒီနေ့7နိုင်မီစားမှာပြုလုပ်နေပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့အပိုင်းနှစ်ပိုင်းရှိပါတယ် ပထမတစ်ပိုင်းကတော့တခင်ခွတ်တော်ကိုဝူဇာနာဖះရဲ့သားလို့ကြွေးကြော်ဝင်ခံတဲ့တစ်ဖွဲ့နဲ့နောက်တစ်ဖွဲ့ကတော့ crucify him သူ့ကိုလဝါကတိုင်ပေါ်မှာအတင်သက်ကြပါလို့အေးဟော်တဲ့အဖွဲနှစ်ဖွဲ့ရဲ့ပြန်လဲပြီးနှစ်တတောင်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာကိုဒီကနေ့ဝတ်ပြုခြင်းမှာကျွန်တော်တို့တွေပြန်လဲအောက်မေ့တတိယပြီးကျင်းပနေပါတယ်တကယ်တော့ဒီကနေ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြားနာရတဲ့အခါမှာသခင်ခရစ်တော်ကိုဘယ်လိုသက်တယ်လို့မေးရင် လူအုပ်ကြီးလို့အဖြေပေးပါတယ်လူအုပ်ကြီးတဲ့ပြီးလက်မင်းကလည်းတခင်ခွတ်တော်ကို မေးတယ်တခင်ခွတ်တဲ့ရကောင်းမြတ်မှုတွေသိတယ်တခင်ခွတ်တော်ကိုမစီရင်ခြင်းဘူးဒီခါမှာဘာလုပ်ရမလဲလို့စီရင်ပိုင်ခွင့်ရှိတဲ့မင်းကမေးတဲ့ခါမှာလူအုပ်ကြီးက crucify him သူ့ကိုလဝါကတိုင်ပေါ်မှာတင်ပါလို့တောင်းဆိုခဲ့ကြပါတယ်တကယ်တော့တခင်ခွတ်တော်ကိုဘလူးမှာ တတ်လို့မရပါဘူးသခင်ခရစ်တော်ရဲ့တည်ခြင်းဟာချစ်ခြင်းမြတ်တာကြောင့်တည်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ချစ်လာသောတော့ဘာသူတမမေဆွေပေါင်းတို့ကျွန်တော်တို့ဝါရင်ကာလကိုဖြတ်သန်းခဲ့တဲ့အခါမှာဒီတစ်ပတ်ဟာဝါရင်ကာလရဲ့အရေးကြီးဆုံးနဲ့ပြင်ဆင်ရတဲ့နောက်ဆုံးအချိန်ဖြစ်ပါတယ်ဒီကနေ့ဝတ်ပြုခြင်းအားဖြင့်ကျွန်တော်တို့ကိုအတီလေးတစ်ခုပေးပါတယ်အဲ့ဒါကဘာလဲဆိုရင်ဝါစာနာ the son of david ကိုရောဟာဖျားရဲ့သားတော်ဖြစ်တယ်လို့ကြွေးကြော်တဲ့ပုဂ္ဂိုလ်တွေလား ဩဒါမှမဟုတ်ရင် crucify him သူ့ကိုလဝါကတိုင်ပေါ်မှာတင်သက်ပါလို့ကြွေးကြော်တဲ့အဖွဲထဲမှာကျွန်တို့တို့ဘယ်ဖွဲ့ထဲမှာရွေးမလဲဆိုတာကိုကိုယ့်ရဲ့ဝိညာဉ်သက်တာအတွက်ပြန်လည်သုံးသပ်ကြရအောင်သခင်ခွစ်တော်ကိုကျွန်တို့တို့လဝါကတိုင်ပေါ်မှာအတိမတက်ခဲ့တော်ညာလည်းပဲကိုယ်နဲ့နှီးဆက်တဲ့သူတွေအပေါ်မှာစိတ်ဆင်းရဲအောင်စိတ်ဒုက္ခရောက်အောင်ဘုရားသခင်နဲ့ဝေးကွာစေတဲ့အပြစ်တွေကိုပြုလုပ်ခြင်းအဖြစ်လည်းဘုရားသခင်ကိုကျွန်တို့တို့တွေဟာလဝါကတိုင်ပေါ်မှာအတိတက်ခြင်းခံနိုင်ပါတယ်ဒါကြောင့်မလို့ ဒီနှစ်နှစ်သက်ကိုမှာပုန်ဟမ်းမင်းကြီး Francis ကကဘာပေါ်မှာရှိတဲ့သူ့ရဲ့ဘာသာသူသားသမီးတွေကိုတောင်းဆိုတဲ့အချက်ကလေးတစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ကဘာမြေကြီးပေါ်မှာတဲ့ကြီးနိုင်ငံညင်းနဲ့စစ်ပွဲတွေဖြစ်နေပါတယ်တဲ့ပါလက်စတိုင်းနဲ့ Israel Russia နဲ့ Ukraine ကျွန်တို့မြန်မာပြည်နဲ့ခြားသောနေရာတွေမှာကြီးရင်ကြီးသလိုငယ်ရင်ငယ်သလိုအနိုင်ကျင့်မှုတွေနဲ့မငြိမ်းချမ်းမှုတွေဖြစ်နေတဲ့အခါမှာ အကြောင်းအရာလေးသုံးခုကိုလှုပ်ဆောင်ခြင်းအဖြစ်ကဘာကြီးပေါ်မှာငြင်းချင်းချင်းတည်ဆောက်ဖို့ပြောပါတယ်ပထမတစ်ခုကတော့အကျွေးတွေယူထားတဲ့လူတွေဖြေလျှော့ပေးပါတဲ့ဒုတိယတစ်ခုကတော့ death penalty လို့ခေါ်တဲ့တင်လောက်တဲ့အပြစ်ဒဏ်ကိုမချပါနဲ့တတိယတစ်ခုကတော့လက်နက်ဝယ်မဲ့အစားကိုယ်မှာရှိတဲ့ပစံကိုယ်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုပညာရေးနဲ့ ကျမ်းမာရေး၌အထုံးပြုပေးပါလို့ပိုရဟမင်းကြီးကတောင်းဆိုပါဒီချက်ကလေးကိုရိုးရိုးစဉ်းစားရကြည့်တဲ့အခါမှာကျွန်တော်တို့ဘလူ့အိုမှလည်းပတ်စံမချီးထားပါဘူးကျွန်တော်တို့တဘာသူကိုသေစေလောက်တဲ့အပြစ်ဒဏ်ချမှတ်နိုင်တဲ့လူတွေလည်းကျွန်တို့တို့မဟုတ်ပါဘူးကျွန်တော်တို့ဒီထဲမှာရှိတဲ့လူတွေလည်းကိုယ့်ရဲ့ငွေကြေးတွေကိုသေစေလောက်တဲ့လက်နက်တွေဝယ်တဲ့အထဲမှာလည်းမပါပါဘူးသို့တော်ညာလည်းပဲကျွန်တော်တို့တဘာသူကိုခွင့်မလွတ်နိုင်ရင် တပါးသူကကျွန်တော်တို့အပေါ်မှာရှိထားတဲ့အကျိုးကိုကျွန်တော်တို့ချီနှောင်ထားတာပါကျွန်တော်တို့တပါးသူကိုတည်တဲ့အပြစ်ဒဏ်ကိုမစင်ရနိုင်ပါဘူးသို့တော်냐လည်းပဲကိုပြောလိုက်တဲ့စကားလေးတစ်ခုဟာတပါးသူရဲ့နာမည်ကိုဖျက်ဆီးတယ်ဆိုရင်လေသူ့ကိုနာမည်ဖျက်ရကြပါပစံအားဖြင့်လက်နှက်တော်မဝယ်ပါဘူးဒါပေမဲ့လို့ကိုယ့်ရဲ့ကိုကျိုးအတွက်ချယ်ရီထိုးမယ်လောင်ကစားတွေလုပ်မယ် ကိုတကူစားအတွက်ပဲအသုံးပြုတယ်ဆိုရင်လည်းတခြားသူအတွက်စဉ်းစားရမရောက်ပါဒါကြောင့်မလို့ဒီကြံရှိနေတဲ့ဝါရွင်းကာလာတပတ်လေးကိုလေးလေးနက်နက်ကလေးပြန်လည်ထောက်ရှုပြီးကျွန်တို့တို့ဟာဖျားသခင်ရဲ့ချိန်နှက်တဲ့အသက်တာမှာကြိုးစားလျှောက်လန်းပြီးပါစကားပွဲအတွက်အကောင်းဆုံးပြင်ဆင်ရအောင်လို့ဒီမှာရှိရဲ့ဘာသူတွေအားလုံးကိုဖိတ်ခေါ်ပါရစေကျွန်တို့တူးစီကိုဖျားကောင်းကြီးပေးပါစေ